အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီဒီယိုဆရာမင်းပိုင်ဆိုဖြစ်ပါတယ်အဲကျွန်တော်ခုတော့မှတော့ကျွန်တော်မိတ်ဆွေတနင်္လာသာသမီအားလုံးအတွက်9ရက်6လ2025ကနေ7ရက်6လ2025အတွင်းမှာဂျုံတွေ့ရမယ်တပတ်စာကံကြမ္မာဟောကင်းကိုကဏ္ဍတစ်ခုချင်းဒီလိုက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲတော့ကျွန်တော်မိတ်ဆွေအဲတနင်္လာသာသမီတွေပေါ့လေအဲဒီတစ်ပတ်ကာလမှာဘလိုကံတရားလေးတွေဂျုံတွေ့ရတတ်လဲဆိုလို့ရှိရင်ငွေကြေးရပဲအစပြီးပြောကြပါတော့ဗျာနော်အဲဘာပဲပြောပြောဒီတစ်ပတ်ကာလဒီတနင်္လာသာသမီတွေအတွက် ငွေကြေးကံလေးကောင်းတဲ့အထက်မှာပါတဲ့အတွက်အမရန်ဝမ်းသာဖို့ကောင်းပါတယ်ဗျနော်ငွေကြေးလက်လာပါနဲ့ပတ်သက်ပြီးအမရန်ရွှင်လန်းလာတဲ့ဂိမ်းတွေမှာပါတယ်အဲတခုလေးပဲကျွန်တော်စိတ်တိုင်းမကြတာဗောလေငွေကြေးလေးတွေလက်ထဲရတဲ့အခါမှာလက်ထဲကြာရှည်စွာစုပ်ကင်မထားရဘဲနဲ့ပြန်ပြီးထွက်သွားမယ်ဆိုတဲ့ဂိမ်းတွေမှာပါတယ်ထွက်တဲ့အခါမှာလည်းကိုတယောက်တည်းကိုဂျိုးသုံးဆွဲလို့ထွက်တယ်ဆိုတာဆိုရင်မိသားစုအိမ်ရင်ထွက်ဗောလေနော်အဲအဲ့ဒါကိုအကြောင်းပြုပြီးတော့ငွေကုန်ကြေးကျများတဲ့အနေထားမှာသွားမြင်တာဖြစ်တဲ့အတွက်အဲမမြဲဘူးဗောလေနော်ဆိုတော့ ဒီနေ့လာတာထုတ်ပြင်မလက်ဖြတ်ဆိုလို့ရှိရင်ပတ်စံလက်ထက်မရှိတော့ဘူးဆိုတဲ့အနေထားပြန်ထွက်သွားတတဲ့ခိနေမှာပါတယ်ကွနော်အဲ့တချက်တော့ဂိူးဆက်ပေးပါအဲဟောရတာလဲအာရောနာလဲဗီဒီယိုမျက်နှာပဲကြည့်ပြီးဟောရတာဖြစ်တဲ့တော့နားလည်ပြပါလို့မြစ်တာလေးရက်ခံပေးရစီပြန်နော်ဆိုတော့တနေ့ကသားသမီးတွေအဲဒီတစ်ပတ်ကာလထဲမှာဗောလေငွေချင်းနဲ့ပတ်သက်လို့ရှိရင်လက်ထက်ရတဲ့ပတ်စံတွေမမြတ်တဲ့ကိန်းလေးတွေပါတယ်သူကကိုဟာအရှိမကြိုးစားပြီးလှုပ်တယ်အနောက်လက်ကြည့်လိုက်လို့ရှိရင်အနောက်မှာလည်းလေကြော်ပဲရှိတယ်ဆိုတဲ့အနေထားလေးတွေဖြစ်တတ်တယ်ဗျဂိူးဆက်ပေးပါနော် အဲ့ဒါလေးကတော့အဲအဲ့စကားလေးကတော့ထည့်ပြောမှဖြစ်တဲ့အတွက်ဂယုတော်တော်လေးစိုက်ပေးရမယ်ပြီးတော့ဒီကလာမှာဘာပဲလှုပ်လှုပ်ရံအတိုက်ခိုက်လေးတွေနဲ့ရှင်ပြီးလှုပ်မှရမယ်ဆိုတဲ့ဂိမ်းထဲမှာသွားပါသွားပြီးဂယုစိုက်မယ်အထူးသဖြင့်ငွေကြေးလက်လုံးစုံထုံထားတဲ့သူတွေဆိုလို့ရှိရင်ဒီကာလမှာပြန်တောင်းခံတဲ့အခါမှာကိုယ့်ပတ်စံနဲ့ကိုယ်အမုန်းခံတတ်တယ်နော်သတိထားမယ်အထူးသဖြင့်ဒီများကိစ္စတွေဂျာထဲမှာလိုက်ပြီးအာမခံတာတွေပါလိုက်လို့လို့မရဘူးစိုက်ရောတာတဲ့အနေထားလေးတွေဖြစ်တတ်တယ်ကိုကလည်းကုညီရသေးတယ်အကောင်းလည်းအပြောမခံဘူးကိုကုညီတဲ့သူကလည်းကိုကိုပြန်ပြီးပြောတယ်ဆိုတာမျိုးအစား ကြုံဝမ်းထက်တဲ့ဂိမ်းတွေမှာပါတယ်အဲ့တော့ဘလောက်ပဲရင်းရင်းချာချာငွေချင်းနဲ့ပတ်သက်ပြီးတက်နိုင်ရင်အလကားပေးရင်ပေးလိုက်ချီတာငါးတာလေးတွေလုံးဝမလုပ်ပါနဲ့လို့အကြံပေးပြရစီနော်အဲဒီကလာမှာတခခုလုံးမဲ့ကင်မဲ့ဆိုရင်ဂျာတာပရိသတ်သမီးတွေအကျိုးပေးတာဖြစ်တဲ့အတွက်သူတို့နဲ့ပူတဲ့တိုင်ပင်ပြီးလို့သူတို့စီကအကြံညာအကူအညီလေးတွေယူပါဗျာနော်ရှင်းပုံရှင်းကန်ကြီးမာတဲ့ဒလင်းသာသမီးတွေဆိုရင်ဒီကလာမှာအမွေနဲ့ရတာတို့မြေဝင်တာတို့အဲ့လိုမျိုးလေးတွေဖြစ်တတ်တယ်ဗျာနော်ရခိုင်လည်းအေးအေးချမ်းချမ်းဖြစ်တဲ့အတွက်အဝင်တော်ပါတယ်အဲ့ဒါပတ်စံရှိလို့ရှိရင်မြေတွေပါလေဝယ် ောင်းပါတယ်ဗျတခုတော့ရှိတာပေါ့လေအိမ်ပြင်အိမ်ဆောက်တဲ့ကိစ္စတွေကတော့လုံးဝမကောင်းဘူးမသင့်တော်ဘူးအဲ့မှာဆက်ဆက်ပြီးတော့အာဒီကလာမှာအလုတ်ဖြစ်ဖြစ်မဖြစ်အိမ်ပေါ့လေပြောင်းရွှေ့ရတတ်တဲ့ဂိမ်းလေးထဲမှာပါတတ်တယ်အဲအဲ့လိုပြောင်းတဲ့အခါမှာကောင်းသောပြောင်းခြင်းတော့မဖြစ်ဘူးပေါ့လေလူများထုံထုံမထုံကိုယ့်အကူထွက်ဆိုပြီးတော့အဲအလုတ်ကနေထွက်တယ်ဆိုတဲ့အနေအထားလေးတွေဖြစ်တတ်တယ်အဲ့တော့ကျွန်တော်သဘောရဆိုရင်တော့လက်ရှိဒီကလာမှာအလုတ်ထွက်တာလေးတွေကမသင့်တော်ဘူးအခက်အခဲလေးတွေကြုံခဲ့ရင်တော့မှ သိခံပြီးတော့နေပါလို့အကြံပေးခြင်းနေပါနော်မထွက်စေခြင်းဘူးပေါ့ဘာကြောင့်လဲဆိုတော့အလုတ်တစ်ခုလုပ်တဲ့အခါမှာဒီကလာမှာအလုတ်ကအရန်ပင်မနေဗျပင်မတော့အကျိုးခံစားမှုရလားဆိုတော့ကြီးကြီးမားမားအကျိုးခံစားမှုလည်းမရဘူးအလုတ်ထက်မှလည်းကိုကအပင်မဆုံးစရိအခမ်းအဆုံးနော်အဲ့လိုမျိုးသွားဖြစ်တတ်တယ်အဲခနာကိုရင်ပင်မနာမဟုတ်ပဲစိတ်ပါပင်မနာပေါ့လေမဖြစ်နိုင်တဲ့ဟာကြီးတွေဖိအားပေးခံတာလေးတွေမန္တလေးတိုက်ခိုက်မှုတွေဂျားတွေကနေတော်တော်လေးတိခံခဲတဲ့တင်းချင်းခံပြီးတော့ရှင်သန်နေရတဲ့ဂိမ်းမျိုးပေါ့အဲ့တော့ဒီကလာမှာမနှံ့မုန်းလေးအရာထား မျက်လုံးလေးနှလုံးပွင့်တာနဲ့လက်ရှိလုပ်တဲ့အလုပ်ကနေမနေချင်တော့တာလက်ရှိနေတဲ့နေရာကနေထွက်ချင်ပြောင်းချင်ချွတ်ချင်တဲ့စိတ်လေးတွေပေါ်တတ်တယ်နော်။ကောင်းသောပြောင်းချင်တော့မဟုတ်ဘူး။အဲ့တော့ဖြစ်နိုင်လို့ရှိရင်တော့မထွက်မပြောင်းမနေပို့ပြီးတော့ကောင်းမယ်လို့ပြည့်ပြည့်ပြည့်သားသားကျွန်တော်အကြံပေးချင်တယ်။အဲ့ဒါကဒီအလုပ်တစ်ခုတည်းနဲ့မဟုတ်ဘဲနဲ့အိမ်ဆိုလို့ရှိရင်လည်းအိမ်နေရာထိုင်ခင်းပြောင်းတာပြင်တာရွှေ့တာအိမ်ဝယ်တာလုံးဝမသင့်တော့ပါဘူးနော်။ဒီကလာမှာအဲ့လိုမျိုးလှုပ်လိုက်မိလို့ရှိရင်လူခိုက်တော့ကျန်းမာရေးညံ့သွားတာလေးတွေတခြားအနောက်အရှက်လေးတွေပါဝင်တတ်တဲ့သဘောဝရှိမယ်။ဂယူးဆိုင်ပြီနော်။ အဲတနင်္လာသာသမီတွေဒီကာလမှာပညာရေးနဲ့ပတ်သက်ရင်အမရန်ကောင်းတယ်ဗျသင်တန်းအသစ်တွေတက်ရောက်ရတာမျိုးတွေဒီဆရာကောင်းသမားကောင်းမိတ်ကောင်းဆွေကောင်းတွေရဲ့ကူညီမှသာဆောက်ရှောက်မှုတွေရင်ဆိုင်ရမှာဖြစ်တဲ့အတွက်အမရန်ကောင်းတယ်ပညာတွေဘာတွေစီးပွားနေတဲ့သူတွေဆိုရင်ဘာမှစိတ်ပူကြရမလို့နော်ပြီးတော့ဒီကာလမှာကြောင်းလျှောက်ထားတဲ့သူတွေအမရန်ကောင်းတယ်ဗျနော်ပတ်စပို့လုပ်မဲ့သူတွေဆိုလည်းလုပ်ဗီဇာလျှောက်တဲ့သူတွေလျှောက်ကြအောင်တတ်တယ်ဆိုတဲ့အနေအထားမှာရှိတဲ့အတွက်ဝမ်းသာပီတိဖြစ်ဖို့ကောင်းတယ်အဲ့ဘက်တွေကိုစောက်ချပြီးလုပ်ပါနော်အဲ့တော့အလုံးလုံးနေရာချင်းတူတူကာယအားနဲ့လုပ်တဲ့သူတွေထက်စာရင် အတတ်ပညာကိုအချိန်ပြူပြီးလုပ်တဲ့သူတွေဆိုတော့ဒီကလာမှာလစာတို့တာတို့ယာရုတို့တာတို့ဖြစ်တတ်တယ်။အဲ့လိုချင်းတွေတော့မတူဘူးနော်။အမှကွာတာပေါ့။အဲ့ဒါကြောင့်တနင်္လာသားသမီးချင်းတူတော့လည်းပဲသူတို့ရဲ့လူနေမှုအနေအထားတွေပေါ်မူတည်ပြီးတော့ကွာခြားမှုရှိတယ်ဆိုတာအဲ့ဒါလေးပြောချင်တာဗျာနော်။ပညာကိုလက်ခံယူပြီးလုပ်တဲ့သူတွေကတော့တဆင်မြင့်တဲ့အနေအထားလေးတွေရရှိပိုင်ဆိုင်ပါလိမ့်မယ်ဗျာနော်။ကျမ်းမာရေးနဲ့ပတ်သက်လို့ရှိရင်အဲတနင်္လာသားသမီးတွေဒီကလာမှာခနာကူမှာရှိတဲ့အကြောအချင်းတွေနာကျင်ကြိုက်ခဲတာညောင်းညာနေတာလေးတွေအစားဖြစ်တတ်တယ်။ခြေထောက်နာတာခါးနာတာတွေအစားဖြစ်တတ်တယ်။ ခါရမ်းနိုင်တော့လေအထက်ကနေကြောက်ကနဲ့ပတ်သက်တဲ့ယောဂလေးတွေတခြားလောက်သတိထားပါလို့အကြံပေးပြရစီနော်ဒါမှမဟုတ်ကျွန်တော်ကလေတကယ်တကယ်အဖြစ်ခန္ဓာကိုယ်မှာဖြစ်တဲ့ကျန်းမာရေးထက်ဆိုင်စိတ်မှာဖြစ်တဲ့ကျန်းမာရေးကိုပို့ပြီးစိတ်ပူတယ်။ဘာကြောင့်လဲဆိုတော့ဒီကာလမှာမနက်မိုးလင်းအိပ်ရာထမျက်လုံးလေးနှလုံးပွင့်လာနဲ့စိတ်တွေလေးနေတာစိတ်တွေလေးနေတာလေးတွေဖြစ်တတ်တယ်။စိတ်တွေမပျော်ရွှင်ဘူး။လက်ရှိနေရာလက်ရှိလုပ်တဲ့အလုပ်တွေဘလို့မှကိုမပျော်ပိုက်တော့ဘူးဗျာ။တနေရာရာကိုသွားချင်းလာချင်းပြောင်းရင်ရွှေ့ရင်ထွက်ချင်တဲ့စိတ်တွေအယမ်းပေါ်တဲ့ကာလလို့ခေါ်တဲ့အတွက် အထူးသတိထားရမယ်နော်စိတ်လိုက်မှမလုပ်ပါနဲ့လုပ်ရင်ပိုဆိုးတတ်တဲ့သဘာဝလေးရှိလို့အထူးဂရုစိုက်ပေးပါဗျာနော်အဲနောက်တစ်ခုကဘာမှကျွန်တော်လဲဆိုတော့အဲစိတ်တွေကအယမ်းရှုပ်ထွေးပြီးပုံမှန်မြင်နေတွေ့နေရအရာလေးတွေအစားပါလေစိတ်ထဲမှာအော်ဘယ်လိုပြောမလဲစိတ်ဆိုဒေါသထွက်လွယ်စရာလေးတွေဖြစ်တဲ့အခါငောင်းများလူများတွေများစုံပြောကနဲ့လှုပ်ထားသလားဆိုတော့အတွေးတွေအစားတွေးမိတာမျိုးလေးတွေဖြစ်တဲ့အတွက်သတိထားပါဗျာနော်ဘယ်သူမှမလုပ်ပါဘူးဒီကိန်းခန်းလေးတွေကြုံရင်ဒီတိုင်းဖြစ်တဲ့သဘာဝရှိပါတယ်နော် တော့ဒီကလာမှာပညာရေးဘာသာရေးကိုဖြည့်ဆည်းမယ်လုံရင်လည်းလုံသလောက်အောင်မြင်တော့သူကအဘဘိုးတော်တွေသူတော်ကောင်းဝိဆာတွေနဲ့စုံစည်းရတတ်တဲ့ဂိမ်းလေးတွေပုံကူပုံကူမြတ်တွေနဲ့စုံစည်းရတတ်တဲ့ဂိမ်းလေးတွေရှိတယ်သူကဘာသာရေးဖြစ်တော့ပဲစက်ညက်တဲ့ဆိုပြီးဖះလဲရှိခွင့်တွေမရှိဘူးဖះရှိခွင့်အောင်မှာအော်အာသာလို့ကြွတဲ့အချိန်မှာပဲစိတ်ကတခြားကြီးရောက်နေတာမျိုးတွေညာစားသွားဖြစ်တတ်တယ်နော်သတိထားပေါ့အထူးသဖြင့်လေအိမ်ဆောင်ရေးနဲ့ပတ်သက်ပြီးကျွန်တော်စိတ်ပူတယ်အဲအိမ်ဆောင်ရေးမှာမှအမျိုးသားနဲ့အမျိုးသမီးမှာအမျိုးသမီးတွေတော့ပိုစိတ်ပူတယ်အများအပြားဒီလိုကာလလေးကြာပြီးဆိုရင်အိမ်ဆောင်ရေးတော့ကလေးတွေရောက်စရာလေးတွေဖြစ်တယ် ာတခါတည်းမအောင်မယ်ကိုကိုတိုင်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့ရှစ်တော်ကနောက်ဆုံးအခါအိမ်တော်ကြီးတကြကြရံဖြစ်တာကွဲလူလူပြက်လူလူကွဲတာပြက်တာဒါမျိုးတွေအစားသွားဖြစ်တတ်တယ်နော်မပေါ့ဆက်နဲ့အထူးသဖြင့်ချစ်သူအိမ်တော်ဘက်ကတနင်္လာတို့အင်္ကာတို့ဆိုရင်ပို့ဆိုးတယ်ဗျအဲ့ဒါတွေကိုအကြောင်းပြုပြီးစင်ကျင်စိတ်ဒုက္ခလေးတွေရောက်တတ်တယ်ကွဲတာပြက်တာလေးတွေဖြစ်တတ်တယ်တချို့ကကိုယ်တိုင်တိုင်းဟိုင်မဖြစ်ရင်တော့မှကိုယ့်ရဲ့သားသမီးတို့ကိုညီကောင်မတော်ကအရင်ချတဲ့မှာအဲ့လိုဖြစ်လို့ကိုပါသူတို့ကိုအကြောင်းပြုပြီးတော့စိတ်ပင်ပန်းလူပင်ပန်းဖြစ်တယ်ဆိုတဲ့အနေထားလေးတွေသွားကြုံရတတ်တယ် ဂယုစိုက်ပေးပါလို့ထပ်တယ်လည်းအကြံပေးခြင်းနဲ့နော်ပြီးတော့တနင်္လာသားသမီးတွေပေါ့လေဒီကလာမှာတံဝိုးကြီးတဲ့အဝိထဲတို့ထိဖနှတ်တို့ကဝင်ရောက်တက်တယ်တံမိုးကြီးတဲ့ပစ္စည်းတွေဝင်ရောက်တက်တဲ့သဘာဝရှိတယ်အဝင်တော်တဲ့ဂိမ်းထဲမှာရှိတဲ့သူကရပါတယ်ဒီချက်တွေကတံမိုးကြီးတဲ့ဆက်ပစ္စည်းတွေဝင်တာပေါ့လေနော်အဲ့တော့ဆက်ပစ္စည်းဝင်တဲ့အခါမှာတော့ဖုန်းတွေပါတယ်ဝင်တာခိစားမရှိပါဘူးပြန်နော်ကားတွေပါတယ်ကတော့အဝင်မတော်ဘူးဝင်ပြီးနောက်ပိုင်းကျရင်ပြန်ပြီးတော့ပြက်တာလေးတွေဆက်ပြင်းရတာလေးတွေဖြစ်တဲ့အခါအញ្ញံခိုက်တွေကြုံရတတ်တယ်ဒီချက်တော့သတိထားနော်အဲဒီချက်တွေဆိုရင်ဒီကလာမှာကိုအနီနာပဝင်ခြင်းမှာ ပျော်ဝဲရှင်ဝဲချင်းမာတာတို့ဖျားဝဲချင်းမာတာတို့အထီးတင်ဝဲချင်းမာတာတို့အဲ့ဒါမျိုးတွေမြင်ခဲ့တွေ့ခဲ့ရင်စုပ်ကြီးလက်ကြီးဝင်လိုက်မယ်ဗျာနော်အဲ့လိုကြုံပြီးနောက်ပိုင်းဘာလို့မှမကြပါဘူး၁၂ရက်လောက်အတွင်းမှာပဲငွေအစုလိုက်ပြုံလိုက်ဝင်တာကောင်းတဲ့ကံလေးတွေပွင့်လာတယ်ဆိုတဲ့အနေအထားလေးတွေကြုံလာလိုက်မယ်နော်ဇွန်လ6ရက်9ရက်10ရက်11ရက်အဲ့ရက်တွေမှာတော့ငွေကြီးကိစ္စစကားပြောဆိုလို့အောင်မြင်မယ်အခက်ခဲလေးကိုပြေလည်အောင်ညှိနှိုင်းနိုင်စွာရှိမယ်အနောက်ရှက်တွေကြားတဲ့ကနေကိုလိုရာလေးကိုစာရွက်နိုင်စွာရှိတဲ့အနေအထားလေးတွေဖြစ်လိမ့်မယ်နော်ဆိုတော့ကိုယ့်ရဲ့အဲ ဩဇာအာဏာတွေတဆင့်မြင့်မဲ့ကာလလို့ပဲဆိုကြပါတော့ဗျနော်ဇွန်လ9ရက်9ရက်10ရက်အဲ့ရက်မှာတော့အညံ့လေးတွေရှိတယ်ဗျပြဿနာလေးတွေရှိတယ်သူတစ်ပါးကြောင့်ကိုယ့်ရဲ့ရည်ရွယ်ချက်တွေပြတ်သွားနိုင်တဲ့အနေအထားလေးတွေရှိတယ်ဂယုစိုက်မယ်ကိုယ့်ရဲ့အိမ်ရင်းရဲ့ပြဿနာလေးတွေအညံ့ခိုက်လေးတွေသွားကြုံရတာလေးတွေအထူးသဖြင့်အိမ်တော်ကြီးပြဿနာအပြင်းထန်ဆုံးကာလကိုရင်ဆိုင်ရမှာဖြစ်တဲ့အတွက်အထူးသတိထားပါဟဲ့လို့ထပ်တလဲလဲအကြံပေးပြရစေနော်အဲ့တော့ကျွန်တော်မိတ်ဆွေတနင်္လာသားသမီးတွေပေါ့လေကံရရဲ့ထောက်ပံ့မှုတွေအပြည့်အဝရအောင်အစိမ့်အောင်အပြာအောင်အရင် မိခိုးရောင်အဝါရောင်တို့ကိုအဓိကထားဝတ်ဆင်တုံဆွဲပေးပါဒါအပြင်ပိန်ပန်းဒေစီပန်းနင်းစီပန်းရောင်စုံဒန်းညွန့်အဲ့ပန်းတွေကိုမိမိတို့ယုံကြည်ကိုးကွယ်တဲ့ဖရားမှာဖရားပန်းကတာပဲဖြစ်ဖြစ်အဲနေအဲ့ကနေမှအလှပအောင်ထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုတ်လို့တုံဆွဲပေးပါအဲကျွန်တော်မိတ်ဆွေအဲတနင်္လာသားသမီးတွေပေါ့လေအဲဒီတစ်ပတ်ကာလမှာကောင်းတဲ့ကံလေးတွေအများကြီးရှိသလိုအညာခိုင်အတိုက်ခိုက်လေးကလည်းရှိတာပေါ့ရှိတော့ဒီအညာလေးတွေกินပြီးတော့ကောင်းတဲ့ကံလေးတွေပိုကောင်းမှုအတွက်ရည်ရည်လေးပေးခြင်းလည်းဗျာနော် ရရအနေနဲ့မလုပ်ရမလဲဆိုတော့လိုအပ်နေတဲ့သူတွေပေါ့တက်ကြီးရော်တွေဖြစ်စေရန်သားတွေဖြစ်စေတခြားဘသူပဲဖြစ်ဖြစ်ပါပထမ်းစာအုပ်လေးဝယ်ပြီးတော့ဒါနပြုလူတန်းပေးလိုက်ပါဗျာနော်တရားဓမ္မလူတာဖြစ်တဲ့အတွက်အမရန်ကောင်းမွန်တဲ့မွန်မြတ်တဲ့ကုသိုလ်လူတွေဖြစ်ပြီးတော့ကံတရားလေးတွေပို့ပြီးပွင့်လန်းလာပါလိမ့်မယ်ဗျာနော်အဲကျောင်းသားတဲ့အညာခိုက်လေးတွေပြပောက်ချင်တယ်ဆိုရင်ဖရာတစ်တောင်းတွေသွားဒပက်စီလဲတတ်ရှင်လို့ဖုံးချောင်းတွေသွားဒပက်စီလဲတတ်ရှင်လို့ပြီးတော့အများဆုံးအိမ်သားတို့အဲဆရာတော်တွေတုံးတဲ့ကုလီအိမ်သားပေါ့လေအဲ့ဒါတွေကိုတတ်ရှင်သွားလို့ပြီးတော့ အညာအခက်လေးတွေပြအောင်ဆူတောင်းခြင်းအဖြစ်ပိတ်နေတဲ့လက်လာပါတွေပွင့်ပြီးကောင်းတဲ့ကံလေးတွေကဧကံမုတ်ချပို့ရေးကောင်းသွားပါလိမ့်မယ်အဲတနင်္လာသားသမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများဖြစ်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါတယ်